ဥစဉ်တော့တချို့နေရာတွေတော်တော်များများပါလေတချို့နေရာမဟုတ်ဘူးစကားအကောင်းပြောလို့သိမရချင်စကားအကောင်းပြောလို့သိမရချင်ပေါ်ပန်း40ဥစဉ်တော့မူသာဝါရတွေပိတုနာဝါစာတွေဖရုဒဝါစာတွေတန်ဖတ်ဖလာပတွေမူသာဝါရအလေးအညာတွေမောလုံးပြည့်စကားမျိုးပိတုနာဝါစာတရားတော်မတက်မဆက်အောင်ခုံးတိုက်တဲ့စကားမျိုးဖရုဒဝါစာကြံတန်းဆိုင်ပြဆဲဆိုတဲ့စကားမျိုး ။တဖဖလာပါဘာမှအတိတ်ပဲမရှိအနှစ်သာရမရှိဘာမှမှတ်သားစရာလည်းမပါလိုက်နာစရာလည်းမရှိဘာအကျိုးစီးပွားမဖြစ်နိုင်တဲ့စကားမျိုးတွေကြတော့တဏီကုံပြောမလေးပြောလို့မပြီးဘူး။တဘောတွေကိုကြားတော့လက်ခုလော်ဝါတီးဆုညံတချို့ဓမ္မတွေအဲ့လိုစကားမျိုးပြောမဲ့ပုဂ္ဂိုလ်ဆိုရင်တဘောတွေကိုကြားလို့မလေးဒုက္ခတော်ကအပြောကောင်းတယ်မှတ်ကြတာ။ဘုရားတို့လည်းတစ်ခါလည်းကြုံမှုတယ် အဲ့ဒါရွာဘက်ကဓာရမတွေဧည့်သည်တွေတချို့လာကြတော့အဲတခါတည်းသားကြောင့်မရကြောင်းလူတွေရဲ့စီဝါရေးကြောင်းအပျော်အပါကြောင်းတောက်တူမရပောက်ကြရကြောင်းဒီအကုန်ပြောတဲ့ကိုတော်လေးဆင်ဟာပြောလို့တဲ့သဘောလေးကြားအစမနာလို့ဖြစ်လို့ပြောတာမဟုတ်နော်မနာလို့ဖြစ်စရာကြောင်းလည်းဘာမှမရှိဘူးဦးဇင်းတော်ကစကားတစ်ခုကိုဓာရမတွေပြည့်စုံချင်လို့လေးလေးနက်နက်တရားပြောပြီးဆိုရင်ဒီကိုတော်ကြီးကဆရာဝင်လောက်ပြီသူ့ကိုယ်သူဘာအောင်မင်းနေတယ်လဲမသိဘူးဒီလိုမျိုးထင်ခံရတာဗျ တချို့ဆိုရင်လည်းဥစဉ်ပြောတဲ့စကားကိုလေးနဲ့မထားဘူးကြားနဲ့ဖြတ်ဖြတ်ပြီးဝင်ပြောတာဥစဉ်ကအကြောင်းအရာတစ်ခုကိုဆုံးအောင်ပြောလို့မရဘူးအိုးမဟုတ်တန်းတရားတွေပြောနေတော့တညာလုံးတစ်ခါတည်း၁၇နာရီ၁နာရီ၂နာရီထိအောင်အချိန်ကိုခိုင်းပြီးတော့သူတို့ပြောတယ်တကယ်စကားအကောင်းကြတော့ပြောလို့မရဘူးစကားအကောင်းပြောမရတဲ့ပုံစံမျိုးဖြစ်နေတာပေါ့နော်ဟိုမကောင်းတဲ့စကားအကျိုးမရှိတဲ့စကားဝစီဒုစရိုက်လေးပါးမှာပါတဲ့စကားတွေကြတော့တခါတည်းဆူညံနေအောင်ပြောကြတယ် စကားကောင်းမှတ်သားလို့ဆရာပြောလို့ရှင်ကြတော့နားထောင်မယ်လို့မရှိဘူးပြောတာမပြောသူစိတ်ဝင်စားမယ်လို့ကနေသွားလူတရားမှာတယောက်ဆိုတာမျိုးဖြစ်သွားစကားကောင်းပြောဖို့ခဲရင်တာပေါ့နော်လေးနက်တဲ့စကားကောင်းမွန်တဲ့စကားအကျိုးရှိတဲ့စကားဆိုရင်နားထောင်တယ်လို့နေတဲ့သဘောဖြစ်သွားတာတော်ကရစရာတော့ကောင်းပါတယ်တော်ကရစရာလည်းကောင်းတယ်ဦးဇင်းတို့တချို့နေရာတွေဆိုလည်းအဲ့ပုံစံမျိုးတော်တော်များများတွေ့ရပါတယ်ဒါမှမဟုတ်တချို့ကမင်းနေ့ တချို့ဥစဉ်လက်တွေ့ကြုံမှုတာဆိုလို့ရှင်စကားဝိုင်းတခုတည်းဥစဉ်ကဝင်သွားလိုက်တာဝင်သွားတဲ့ဆက်တိုင်းဥစဉ်ကလည်းပဲရွာဘက်ကဓမ္မတွေဆိုတော့တိလို့ပါစကားလေးစကားဆက်မြည်လေးပါလေပြောအောင်မျိုးမကင်းတဲ့တွေဆိုတော့အဲ့ဒါဥစဉ်မလာခင်တော့တို့ဆူးညံလို့အော်ဟဲ့လို့တော်ရောက်တောင်းရောက်တောင်းကစကားမြောက်ရောက်မြောက်ကစကားတောင်းရောက်နဲ့ဆူးညံနေအောင်ပြောနေကြတာပောက်ကြရတယ်ဒီကတော့လူကိစ္စတွေပါပဲဗာရီသမီးစေဝါရီဗာရီညာရီအဲ့လိုပောက်ကြရပောက်တော့ကြရတမ်းဖတ်ပလာပါစကားမျိုးတွေများပါတယ် အဲ့တော့အပစင်ကဝင်သွားတဲ့အခါကျတော့မလေးဒီကိုရောကြီးကလာရင်တရားဟုံးမှာအဲ့အစင်ကကိုရောအဲ့လိုအစင်ကိုပြောသွားအဲ့တော့အစင်လည်းပဲတာနာရောမှာချင်းမြောက်တဲ့အခါဟလာတစ်ပင်လေးတွေဇီလောင်းတို့လိုပဲအလောင်းမလုံးဘူးလဲလိုတယ်မလောင်းမဲ့ပြစ်ထားလို့လည်းမရဘူးမလောင်းမဲ့ပြစ်ထားရင်လည်းအပင်ကညှို့ချောက်ပျက်စီးတတ်တယ်လို့အလောင်းနှွေလည်းပဲအမြင့်ဆွေးတတ်တယ်အဲ့ဒါလေးဥစဉ်ကပြောပြတယ်ငါကလည်းနေစရဓမ္မတွေဆိုတာအဲ့ဒါတချို့ဓမ္မတွေက၂ယောက်၃ယောက်လောက်တော့၄နှစ်နဲ့နဲ့တေချာနားထောင်တာတွေ့ โอ้ဒီလိုဒါလာမတွေကဦးစင်းကစကားဆုံးမဆုံးသူတို့ကဖြတ်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 ယူရတယ်အဲ့စကားလေးတခွန်အတိတ်ပဲပြည့်စုံဖို့တော်တော်ပြောယူရတယ်ပြောချင်တာကစကားကောင်းပြောဖို့မလွယ်တဲ့သဘောဖြစ်နေတယ်မလွယ်တဲ့သဘောဖြစ်နေတယ်ဒါမှမဟုတ်ဒါရမတွေဟိုဦးစင်းပြောချင်တာကဘုရားရှင်အဆုံးပါတွေကတော့နေဆက်တဲ့စကားလောကီအကျိုးစီးပွားလောကရအကျိုးစီးပွားရှိတဲ့စကားမျိုးတွေအလေးနဲ့ဦးစင်းကနားထောင်စေချင်တယ်ဒါကိုယ်လည်းအကျိုးရှိတယ်နော်အလေးနဲ့နားထောင်တတ်တဲ့အလေးကျင်မျိုးရှိစေချင်တယ်နော်ဟိုသူများတချို့ တန်ဃာတွေကအလေးနက်ပြောနေတဲ့စကားမျိုးဆရာသမားတွေမိဘတွေကအလေးနက်ပြောတဲ့စကားမျိုးတွေကိုလည်းအလေးနက်နားထောင်လို့တယ်စကားကိုဆုံးအောင်နားမထောင်မင်းနဲ့တဝက်တစ်ပြက်ကိုထင်ရမြင်ရတဲ့ဝင်ဝင်မပြောတင်ဘူးပေါ့နော်ဒါယဉ်ကျေးမှုတစ်ခုလည်းဖြစ်တယ်အဲရမ်းဦးဇနောလောကဖြစ်ပြက်ပုံတွေပေါ့လေဒရောင်းနေတဲ့စကားကအလေးမထားကြဘူးမသူတော်တဲ့စကားတွေကအဲ့ဒါအရာရောက်လာကြတဲ့သဘောဖြစ်တယ် ဒါပါဇနရှေးဆရာတော်ကြီးတွေကကြောက်ဆိုင်ခဲနင်မြဲတဲ့ဓမ္မတာရေပေါ်မှာလျက်လာသူငွားငွားထင်လာနိတိလာပညာမဲမြရာရှင်လူတော်ကျေးဇူးမူကုန်းသိမြုပ်တဲ့ကြောင်းဖြစ်အလားဘူရောင်ွယ်ပေါ်မြဲတဲ့ဓမ္မတာရေပြင်းမှမတီးပဲထဲ့နှစ်တည်တာ တိလဝပညာရှင်များယဟန်ရှင်လူတို့ကျေးဇူးမူဂုံသိမ်မြုပ်တဲ့ကြိုးရုပ်အလားဆိုဒီလိုကြပြားလေးစီပေးထားတယ်